ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ကျမတို့ရဲ့ new audio book channel လေးကနေကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ပရိသတ်ကြီးတို့နားဆင်မှုအတွက်စာရေးသူနန်းကြာညိုရေးသားထားတဲ့ရက်လယ်မလုံသောအာတုပါဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်ရှင်ဇာတ်လမ်းလေးမစားခင်မှာတော့ကျမတို့ရဲ့ channel လေးကို like ရန် subscribe လေးလုပ်ပြီးဘေးနာ notify bell လေးကိုနှိပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဟုတ်ကဲ့ပါပရိသတ်ကြီးရှင့်ဇာတ်လမ်းလေးကိုစတင်ပေးလိုက်ပါပြီ အချိန်ကာလအားဖြင့်မြန်မာနိုင်ငံရဲ့နောက်ဆုံးမင်းဆက်ဖြစ်တဲ့တီဘောဘရင်ပါတော်မူပြီးနောက်ဘရင်ရဲ့ကိုလုတော်ဖြစ်အမှုထမ်းခဲ့တဲ့မေခါနဲ့သူ့ရဲ့ချစ်သူတို့ကတောင်ငူခရိုင်အတွင်းရှိနယ်မြေတစ်ခုသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတယ်။ထိုနေရာက နောက်ပိုင်း၌ရေတာရှည်မျိုးဟုအမည်တွင်နဲ့မေခါတို့လင်မယား၌ပါလာတဲ့လက်ဝတ်လက်စားများအားထုခွဲရောင်းချပြီးနောက်လူလဲတစ်ဖက်စာမကားတဲ့ကျွန်းတိုင်လုံးကြီးများနဲ့ဆောက်လုပ်ထားတဲ့အိမ်ကြီး၌နေခဲ့ကြတယ်။ ထိုဒေသ၌ကရင်ပြည်သဘုံများရှိတာကြောင့်အင်္ဂလိပ်အုပ်ချုပ်မှုမှအလံဝေခဲ့လေတဲ့မေခါရိုလီမယားကဒေသခံလူများနဲ့အဆင်ပြေအောင်ပေါင်းသင်းနေထိုင်ခဲ့တာကြောင့်သူတို့ရဲ့ဘဝလေးတာယာခဲ့ကြတယ်။ထို့နောက်မကြာမီမေခါ၌ကိုဝင်ရှိလာကမောင်များဟူသောသားတစ်ယောက်အားဖွားမြင်ခဲ့တယ်။မောင်များကအရွယ်ရောက်လာတဲ့အခါအေးမုံနဲ့ထွေးမုံဟူသောညီမနှစ်ယောက်အနက်အကြီးဖြစ်သူအေးမုံနဲ့အိမ်တော်ကြခဲ့တယ်။ အေးမုံနဲ့လက်ထပ်ပြီးနောက်တပ်ဦးမေဟူသောတမီလေးအားမွေးဖွားခဲ့မိဘများကအတမကချေရတဲ့တမီဦးမို့တပ်ဦးဟုအမည်ခေါ်တင်ခြင်းဖြစ်တဲ့သို့တော်သူတို့မိသားစုရဲ့ပျော်ရွှင်ခြင်းကကြာရှည်မမြဲခဲ့အဖဲเจ้าဆိုသောတပ်ဦးမေရဲ့မိခင်မယ်အေးမုံကအမျိုးသမီးယောဂဖြင့်ကွယ်လွန်သွားရှာရာကြောင့်ဖြစ်တဲ့ထိုအခါအေးမုံရဲ့ညီမထွေးမုံအားပင်တူမဖြစ်သူအားပြုစုထိန်းချောင်းရလေတော်တဲ့တမီလေးအားထိန်းချောင်းပေးတဲ့ခေမဖြစ်သူအားကျေးဇူးတင်နေမိတဲ့ နောက်ဆုံးထွေးမုံရဲ့မိဘများအားလဲတမတ်ဖြစ်သူအားချစ်ခင်လေးရအငယ်မထွေးမုံအားမုတ်ဆိုးဖို့ဖြစ်တဲ့တမတ်မောင်များနေပင်လက်ဆက်ပေးခဲ့ပြန်တဲ့မောင်များကအငယ်မထွေးမုံနဲ့လက်ထပ်ပြီးနောက်သားနှစ်ဦးတမီသုံးဦးထွန်းကားခဲ့တယ်။တအူးမေကအဖေတူမေကွဲမောင်နှမ၅ယောက်အားပိုင်ဆိုင်ထားရတော့လဲရောရောထွေးထွေးသိမ့်မနေ။သူကမာနာကြီးတယ်။တယောက်သေးသာတီးတန့်နေတိုင်းတတ်တယ်။ဖခင်ဖြစ်သူဦးများကြီးကတမီအကြီးဆုံးလေးမှုတအူးမေအားချစ်ရှာလေးတယ်။ တန်ဦးမေရဲ့မိခင်သေဆုံးသွားတာကြောင့်လဲတမီလေးပေါ်ဂယုနာတက်ကအစစရာရာလိုလေသိမ့်မရှိ ဖြည့်စည်းပေးရှာတယ်။မိတွေအတော်ပြစ်သူထွေးမုံတည်နဲ့တန်ဦးမေအားတူမလေးဆိုပင်ညာငယ်စဉ်ကလေးကမိမိပင်ထိန်းကျောင်းလာရာမိခင်သေဆုံးသွားတဲ့ဖြင့်အားငယ်နေမိဆိုတာကြောင့်မိမိသားသမီးအရင်းများတဲ့ပင် အစစရာရာဦးစားပေးခဲ့ရှာတယ်။ထိုးကြောင်းမင်လာမဆိုတဲ့တန်ဦးမေကမာနာကြီးကဘာသာတရားလဲတော်ဝင်ယုံကြည်မှုမရှိ တမီးကြီးတက်ဦးရေဒီနေ့ဥပုံနဲ့ဖျားသွားရအောင်ဟာအမေထွေးရလဲတမီးမလိုက်ချင်ပါဘူးအလူတန်းပြူုံနဲ့မချမ်းသာဘူးအမေကိုစည်းပွားရေးကြဖျားကူတာမဟုတ်ဘူးအော်ခေါင်းမာလိုက်တာတမီးရေအမေထွေးနေ့ကိုဘလို့များဆုံးမရမလဲကဲပါအမေသွားကြရရှိတာသွားပါအော်အငယ်ဆုံးခင်ထွေးလေးကိုလည်းမထားခဲ့နဲ့နော်တမီးကလေးမထိန်ချင်ဘူး तू ကကလေးအားလဲမကြက်တဲ့ သူအပြူရွယ်၌အငယ်ဆုံးညီမခင်တွင်းမှာနှစ်နှစ်သမီးအရွယ်ပင်ရှိသေးတယ်။သူကမကြမီသူနဲ့အမိတူတူကိုတက်ဦးဆိုသူနဲ့အိမ်အောင်ကြလီတော့နေ။ကိုတက်ဦးကသူမိမနဲ့စံကျင်စွာကလေးများအားလွန်စွာချစ်ခင်လေးတဲ့။ထို့ကြောင့်ဖရေတူမရေခွဲတက်ဦးမေရဲ့အငယ်ဆုံးညီမဖြစ်တဲ့ခင်တွင်းလေးအားချီပိုးကထိန်ချောင်းလာခဲ့တယ်။မိမိလေးရေဦးစီလာပါအောင်မိမိလေးအတွက်ဦးမဝယ်လာတဲ့။မေရေ တမီးလေးခင်တွေးလို့ချစ်စရာကောင်းတဲ့ကလေးလေးမွေးပေးပါလား။အိုတော့ရှုပ်ရှုပ်ရှက်ရှက်မမွေးချင်ပါဘူး။ကလေးဆိုမုန်းနေ။မေကကိုညီမကိုတောင်ထိန်းတာမဟုတ်ဘူး။မိမဖြစ်သူစကားကြောင့်ကိုတက်ဦးတယောက်တမရှည်ကြီးအားချလိုက်ပြီးတော့တယ်။ခင်တွေးကကိုတက်ဦးရဲ့လက်နိုင်ပင်ကြီးပြင်းခဲ့သည်ဟုဆိုရင်မမကိုတက်ဦးကအလုတ်လဲလွန်စွာစူးစမ်းလျက်မကြမီသူတို့လင်မယားကတောင်ငူမျိုး၌ရွှေကြားပြန်ဆင်းလိတ်ခုံကြီးတစ်ခုအားတီထောင်လိုက်လေတဲ့။ သူတို့လင်မယားကတောင်ငူနိုင်အခြေချလျက်ရှိရာခင်ထွေးတို့ရှိရာရေတာရှည်မျိုးတို့တိတ်မလာပြကြတော့ကိုတာဦးတို့ရဲ့ရွှေကြားပြန်ဆဲလိုက်ခုံလုပ်ငန်းကလွန်စွာအောင်မြင်လာခဲ့တယ်။လင်မယားနှစ်ယောက်လုံးအလုတ်အင်မတန်မှကြိုးစားကြလျာသူတို့ရဲ့ရွှေကြားပြန်ဆဲလိုက်လုပ်ငန်းဒီလဲအောင်မြင်တဲ့ထက်ပို၍အောင်မြင်လာခဲ့တယ်။ဟင်မေမေမင်းမကိုဝင်များရှိနေတာလားမသိပါဘူးယောက်ျားရဲ့ကျုပ်ရင်းနေတုံပြီးမူးနေလို့ဟေးဟုတ်လား ငါငါဆရာဝန်သွားခေါ်လာခဲ့မယ်မင်းအိပ်ရတဲ့အေးစေးနားနေလိုက်ပြောနေရင်ပြေးထွက်သွားတဲ့လင်ဖြစ်သူအကြီးကသူတမရှိကြီးအားချလိုက်မိတယ်ကလေးလိုကျင်လာတဲ့ကိုတက်ဦးတယောက်ပျော်နေသလောက်သူကတော့လွန်စွာစိတ်ဆင်းရဲနေရတယ်မကြမီဆရာဝန်ရောက်လာပြီးနောက်သူဟာစမ်းသပ်ပြီးအမှန်မဲကိုတက်ဦးခမားမိမမှာကိုဝင်ရှိနေပြီဆရာဝန်စကားကြောင့်ကိုတက်ဦးတယောက်အပျော်လွန်နေသလောက်သူဒီကလွန်စွာစိတ်ညစ်နေမိတယ် လေးတယောက်အားမွေးရမီအားတွေးကြည့်တိုင်းအော်ကလီဆန်နေမိတယ်။ကလေးပီစီနီတာရဲလေးများအားအလွန်ယွန်တဲ့သူကကလေးအားပြတ်ကျသွားပါစေဟုသာအကြိမ်ကြိမ်ဆုတောင်းနေမိတယ်။ကိုတဦးတယောက်မှမူပျော်လွှဲ၍သူ့ရဲ့စလိတ်ခုံမှအလုသမားများကိုပင်မိုးဟင်းကားချက်ကျွေးလိုက်သေးတယ်။စားကြစားကြငါမိမမွေးရင်ဒီထက်ကောင်းတာကျွေးမယ်ဟိဟာဟာငါအဖေဖြစ်တော့မယ်ကွထို့သောအလौသမားများအားကျွေးမွေးဒီမှာထူဆန်းလာတယ်။အဘဲเจ้าဆိုသောလေမယားနှစ်ယောက်လုံးက လုပ်ငန်းလိုက်တာအောင်မြင်လာကြတော့လဲလူချင်းတက်ချင်းမျိုးလုံးဝပြုလုပ်လို့မရှိထို့သောကိုတက်ဦးရဲ့ကြွေးမွေးမှုကြောင့်တက်ဦးမိမကလေးအားပို၍ပင်အမြင်ကပ်လာတယ်သူယောက်ျားကလေးအားတဲတဲလှုပ်လေသူကလည်းကလေးအားပို၍မလိုချင်လေဖြစ်လာတယ်သူရဲ့စူတောင်းပြည့်သည်လားမိခင်ရဲ့မြတ်တာအားကလေးကခံစားမိလီလားမပြောတဲ့သူရဲ့ကိုယ်ဝင်ငါးလခန်း၌တားလျှောသွားလေတော့တယ်ကိုတက်ဦးတယောက်သူမိမကလေးပြက်ကြတာကြောင့်ယူမတက်ခံစားရရှာတယ် ယောက်ျားဤတံမဲ့မျက်ရည်လဲရွှဲဖြစ်ခဲ့ရတဲ့မိမဖြစ်သူမှမူအပြုံးမပြက်အစကလေးကမလို့ခြင်းနဲ့ကလေးမို့လဲပြက်ကျသွားသည်အားပျော်ရွေးပင်နေသေးတယ်။နောက်ပိုင်းသူ့၌နောက်ထပ်ကိုဝင်ဆောင်ခြင်းမရှိတော့သူတို့ရဲ့အိမ်ောင်ကြီးကသာသမီမထွန်ကားပဲပြင်းစွာဖြတ်တန်းခဲ့ရတယ်။ထို့ကြောင့်လဲတဦးနဲ့တဦးတန်ရောစဉ်ပိုးတွယ်လာကြသည်ဟူ၍လဲမမကျောရီအောင်းလိုက်တာမိမရအသက်ရှူတော့မဝတယ်လို့ပဲ။တမားတော်တွေလဲပြတာစုံးနေပြီ။ဘာယောဂမန်းလဲမသိဘူး။ ယောက်ျားတော်သားတခုခုဖြစ်သွားရင်ကျုပ်တော့တေမာပဲတိလားဒီစိလေးကုံကြီးကတော်မရှိရင်မဖြစ်ဘူးကျုပ်တယောက်တည်းဦးစီးပြီးမလုံနိုင်ဘူးယောက်ျားရဲ့အေးပါမိမရာငါမတေပါဘူးဟကြောအောင်ယုံနေမှာကွာဒီတခါတော့ဗမာဆရာနဲ့ပြကြည့်ရင်ကောင်းမယ်ထင်တယ်အာကိုတူတယောက်တချောင်ချောင်နဲ့ဝေဒနာအားတဏိတကြားပူဆိုးလာတယ်။တိုင်းရင်သမားတော်နဲ့ပြရာမြစ်ပွားနာဟုတီးရတယ်။ကိုတူရဲ့ယောဂမှာယခုခေတ်အနေနဲ့ပြောရရင အဆုတ်ကင်စာယောဂဖြစ်တဲ့ညရဲ့ဂရီပါအနဲ့ရောင်ပဝါကြီးက လောကကြီးတစ်ခုလုံးအားလွှမ်းခြုံထားတာကြောင့်ပဝင်းချစ်တစ်ခုလုံးပိတ်ပိတ်အောင်မောင်းနေတယ်။ထိုနေ့ညကတညလုံးနီးပါးခွေများကကျွဲ့ကျဲငင်ငင်ဥနေတယ်။အာငါငါမနေရတော့ဘူးထင်တယ်မိမငါကြော်ရဲကတယောက်ယောက်ဆွဲဆုပ်ထားသလိုတင်းပြီးအောင့်နေတာအသက်တောင်မရှူနိုင်တော့ဘူး။ယောက်ျားယောက်ျားအားတင်းထားပါဦး။ကျုပ်ကုံမိုးတွေပဲပေးရအောင်ပါ။ ဒီလုပ်ငန်းကြီးတစ်ခုလုံးကျုပ်တယောက်တည်းဘလို့ဦးစီးရမှာလဲဟင်အေးပါကွာကိုတော်ဦးတယောက်မိမဖြစ်သူအားစိတ်မကောင်းစွာကြည်ရင်ညင်သက်သွားတယ်ရုတ်တရက်အိမ်အနီး၌ခွေးဥတန်ကြီးအားကြားလိုက်ရတယ်မောင်ပေသည်တယောက်ခွေးဥတန်ကြောင့်လန့်နိုးလာတယ်သူကရွှေကြားပြန်ဆေးလိပ်ဖြန့်ချီရေးလုပ်ငန်းအားအဓိကဆောင်ရွက်သူဖြစ်တယ်ယခုတလောသူ့ရဲ့တည်ထေနေမကောင်းတာကြောင့်သူအားပင်ဦးစီးကလုတ်ကင်ပေးနေရတယ် ။ယနေ့လည်းရစီရရှိတဲ့ငွေများအားကောက်ကဆလိတ်ခုံအားတော့အပ်ပေးရအောင်မယ်။ဟင်မနေ့အစောကြီးအိမ်ကိုဘသူလာတာပါလဲ။လာပြီလာပြီအစောကြီးဘသူလဲ။ပေသည်လဲဒကမာကြီးအားဖွင့်လိုက်ရ။အမလီလဲလိုက်တာအကိုရ။အိမ်ပေါက်မှာမမကြီးရက်နေတဲ့ဆလိတ်ခုံပိုင်ရှင်အားတွေးလိုက်ရတာမို့ရုတ်တရက်လန်သွားတယ်။အခုနေမကောင်းမှုဆိုတက်တာသွားရင်လား။အိမ်ထဲဝင်အောင်လေ။မဝင်တော့ဘူးပေသည်။ မင်းအမဒီနေ့ကုံကျွေးတွေပေးရမှာမို့ငွေကိုရအောင်ကောက်ပေးဖို့လာပြောတာပါကွာဟာစိတ်ကြပါအကိုကြီးဟာကျုပ်လဲမိုးလင်းတာနဲ့ကုံကျွေးထွက်ကောက်ပြီးအကိုတို့စီကိုလာပေးမှာပါစိတ်ကြပါအကိုကြီးထိုးထိုးပြောလိုက်ရာသူ့အားခေါင်းငိမ့်ပြလိုက်ပြီးနောက်လှည့်ထွက်သွားကအိရှေးသစ်ပင်ရိပ်အောက်သို့တိုးဝင်ပြောက်ကွယ်သွားတယ်ထိုးစင်ဆွဆွငင်ငင်ဥလိုက်တဲ့ခွေးဥတန်ကြောင့်ပေသီးနဲ့အိမ်တကာအားပြန်ပိတ်လိုက်လေတော့တယ်သူ့ရဲ့အလုရှင်လေးမယားကအလုံးနဲ့ပတ်သက်ရင်တီးကြလွန်နေတယ် အထူးသဖြင့်ငွေရေးချေးရေးပိုင်း၌အမားမကန်းသူလဲအိမ်မရတော့တာနဲ့ရကြရာရှိတဲ့စည်ရင်များအားစစ်စေးကငွေကောက်ထက်ရန်ပြင်ဆင်နေမိတယ်။ပေသီးတယောက်အလုရှင်အိမ်သို့ရောက်တဲ့အခါအိရှိ၌ကနပြင်းထိုးထားတာကိုတွေ့လိုက်ရတယ်။အလုရှင်မိမသည်လဲမျက်နာမကောင်းအမဘသူဘာဖြစ်လို့လဲနင့်အကိုဆုံးသွားပြီ ပေသီးရဲ့ဟင်ဟာဟုတ်လို့လားဘယ်ချိန်ရဆုံးတာလဲအမကျုပ်စီကိုဒီမနက်၄နာရီတောင်လာသေးတယ် အမဒီနေ့ကုံကျွေးတွေပေးရမှာမို့ပတ်စံရအောင်ကောက်ပေးဖို့လာပြောတာ။ "तू तू မင်းတယောက်တည်းစီမဟုတ်ဘူး။အချားသူတွေစီလဲရစရာရှိတာတွေပေးဖို့လိုက်ပြောတယ်တဲ့။ तू तू သေးပြီးရတော့ငါ့ကိုစိတ်မချလို့အကျွေးတွေလိုက်တောင်းပေးနေရှာတာ။အမလီယောက်ျားရဲ့ကျုပ်ကိုအဲ့လောက်တောင်ချစ်ရလား။ထိုအခါမှပေသီးလဲလန့်သွားတယ်။ဟင်ဒါဒါဆိုမနေ့ကငါစီလာတာကိုတအူးရဲ့ဝိညာဉ်ပေါ့။ तू လဲတွေးနေရင်စက်သိန်းများထသွားလေတဲ့။ထို့နောက်ကိုတအူးရဲ့အလောင်းပေးသူသွားက အကိုရေဒီမှာအကိုကောက်ခိုင်းတဲ့ငွေအမလက်ထဲထည့်ခဲ့ပြီနော်နောက်ရက်ကျုပ်စီမလာပါနဲ့ကျုပ်ကြောက်တတ်လို့ပါတီတိုးရေရွက်ကဒေါ်သက်ဦးမေရဲ့လက်ထဲကောက်ရသမျငွေများအားထည့်ပေးလိုက်လေတော့တယ်ခင်မိုးဖြစ်သူတကြိုပြီးနောက်သက်ဦးမေကအထီးကျန်လွန်လာတာကြောင့်ရေတာရှင်မျိုးမသူ့ရဲ့ဖရေသူမေကွဲညီမများအားလှမ်းခေါ်လေတယ်သူ့ရဲ့ညီမ၃ယောက်အနက်အကြီးဆုံးညီမအေးဖြူနဲ့အငယ်ဆုံးညီမခင်တွေးတို့နှစ်ဦးက အမားဖြစ်သူနဲ့အတူနေရန်ရောက်ရှိလာကြတယ်။တအူးမေရဲ့အိမ်ကနှစ်ထပ်အိမ်ကြီးဖြစ်တဲ့ခင်ထွေးတို့ညီမရောက်နေချိန်၌သူရဲ့အမားကအိမ်ကြီးဝင်ပေါက်ထွက်ပေါက်ဒကမာကြီးတစ်ချက်ကိုသာအခွင့်အပိတ်လောက်ကကြံတကားများအလုံးအားပိတ်ထားတယ်။ထို့ကြောင့်အိမ်ထဲ၌အလင်းရောင်မရှိအိမ်ရဲ့အပေါ်ထဲ၌လည်းဝါကျင်ကျင်မီးလုံးတစ်ခုသာထွန်းထားတယ်။မအေးဖြူအိမ်ကလည်းမှောင်လိုက်တာဒီပရင်းပေါက်ဖွင့်ထားလိုက်မယ်။အေးကောင်းတယ်အိမ်ကမှောင်လို့လားမသိဘူး။စိတ်ထဲတယောက်ယောက်ရှိနေတယ်လို့ပဲ။ ခင်တွေးလဲအိမ်ရဲ့ပရင်ပေါက်အားဖွင့်လိုက်တယ်။ဟွန်းခုမှပဲလေကောင်းလေတန်းရတော့တယ်။ထိုစဉ်ဟဲ့မိခင်တွေးညီတို့ဘသူကပရင်ပေါက်ဖွင့်ခိုင်းလို့ဖွင့်ရတာလဲ။ခုချက်ချင်းပြန်ပိတ်စမ်းငါမကြိုက်ဘူး။နောက်ကျိုဘယ်အပေါက်မှမဖွင့်နဲ့ကြားလား။ဟုတ်ဟုတ်ကဲ့ပါမမ။အမားဖြစ်သူရဲ့အုံငေါမှုကြောင့်ခင်တွေးမှာပရင်ပေါက်အားအမြန်ပိတ်လိုက်ရတယ်။ရော့အေးဖြူဒီအမဲသားအိုးနှက်ထားလိုက်။ဟာမမမေအမဲသားတွေကများလာ ਈ လား။ ရှာမရှိနဲ့ငါချက်ဆိုချက်လိုက်ငါ့ကိုဘာမှလာမမင်းနဲ့ဟုတ်ဟုတ်ဟုတ်ကဲ့အမဖြစ်သူအားငငယ်ကလေးကကြောက်ရတာမို့မပြောတာတော့လဲခင်တွေးတို့ညီမနှစ်ယောက်စိတ်ထဲ၌မသူမသက်ခံစားနေရတယ်ညချိန်၌လမ်းပေါ်ရှိခွေးများကနှစ်ထပ်အိမ်ကြီးအားကြည့်ကဆွဲဆွဲငငယ်ဥနေလေတယ်အကန်းရှိမှခြေတံကြောင့်ခင်တွေးတယောက်လန်နိုးလာတယ်သူတို့ရဲ့အကန်းဝါး၌ရက်နေတဲ့အရေးမဲကြီးတစ်ခုဘယ်သူလဲမမမေလာရင် အငယ်မနင်ဘသူ့ကိုမေးနေရလဲအခန်းဝမှာလူရိပ်တွေ့လို့မရေးဖြူဟင်းဟုတ်လားခြေတန်အားထပ်မံကြားလိုက်ရတာမို့ညီမနှစ်ယောက်လုံးနားဆွေနေကြတယ်ခြေတန်ကမိဖို့ကန်းရှိရာဘက်သို့သွားနေလေတဲ့မိဖို့ရဲ၌အိုးတန်ခွက်တန်များအားကြားနေရတယ်နှစ်ဦးသားထလည်းမကြည့်ရဲကြမမမေးပိုက်စာလို့ထမင်းထစားတာနေမှာနော်မေးဖြူခင်တွေးရလေတန်တူးတူးနဲ့ဆိုတယ်အေးဖြူကခေါင်းအားငိမ့်လိုက်ပြီးနောက်ဟုတ်မှာကဲကဲအိတ်လိုက်တော့ မနက်လေးနဲ့ကညအနှက်ထားတဲ့အမဲသားများတတုံးမမကြံတော့မမမေညအမဲသားဦးကြောင်နေတာလားမသိဘူးတတုံးမမကြံတော့ထိုကသက်ဦးမေရဲ့မျက်နှာမှာကွက်ကနေပြတ်သွားကဟုတ်မှာဒါနဲ့ပြန်ချလိုက်အေးဖြူငါထွက်ဝယ်လာခဲ့မယ်ဟုတ်မမမေသက်ဦးမေထွက်သွားတဲ့အခါငယ်မငါတို့မမမေကိုမတင်ကြဘူးသူ့ကိုငါတို့သတိထားကြည့်မှရမယ်ဟုတ်တယ်မမခင်ထွေးလဲအလိုလိုနေရင်စက်သိန်းတွေထားနေတယ် ူထမင်းစားလဲညီမတို့နဲ့မစားဘူး။အေးဒီတခါသူလုံးသမျှချောင်းကြည့်အောင်။ဟုတ်မယ်ဖြူ။ခင်တွေးတို့လည်းအမားဖြစ်သူအခြေအနေအားစောင့်ကြည့်ရန်ဆုံးဖြတ်လိုက်ကြတယ်။ညစာချက်ပြုတ်ပြီးနောက်ဟဲ့နင်းတို့နှစ်ယောက်ညစာစားပြီးရင်အပေါ်ထက်ကငါ့ဘီတို့တန်ရှင်းရေးလုပ်ပေးကြအောင်။ဟုတ်မမ။သူတို့နှစ်ယောက်လည်းအပေါ်ထက်သို့တက်လာခဲ့ကြတယ်။တအူးမေကသူတို့နှစ်ယောက်အားအပေါ်ထက်၌အလုံများရှာကြံခိုင်းတတ်တယ်။သူတို့လည်းအပေါ်ထက်လေကားမှချောင်းကြည့်နေရ။ တအုံးမေကတမင်းဟင်းများကူကတ်ကအောက်ထက်ညာဘက်တောက်အခန်းထဲဝင်သွားတယ်။သူတို့နှစ်ယောက်လည်းအပေါ်ထက်မှခြေဖွားကဆင်းလာပြီးနောက်ထိုအခန်းထဲကြောင်းကြည့်ရ။ယောက်ျားစနော်ညကလည်းရှင်အမဲသားတွေထစားတာကောင်းတယ်မို့လား။ဒီနေ့လည်းထက်ချက်ထားတယ်။ဒီနေ့တော့အမဲဝင်းနေသားပါရလာတယ်။စားစားဝါအောင်စား။ခင်ထွေးတို့ညီမလည်းချောင်းနေရင်မျက်လုံးများပင် ပြူးကျဲသွားတယ်။အဖဲเจ้าဆိုတော့စပွဲပေါ်မှာဟင်းများကအလိုလိုရော့သွားတာကြောင့်ဖြစ်တယ်။ တအူးမေရဲ့ဘေး၌အရေးမဲမဲကြီးကိုလည်းတွေ့နေရတယ်။နှစ်ဦးသားကြောက်လန့်တကြအပေါ်တတ်တို့ပြန်တက်ပြေးကြတယ်။မဲကြီးဖြူခင်တွေးကြောက်တယ်။မမတိအောင်လုံးရှိတယ်မကြောက်နဲ့။မနေ့ပြန်မမတို့ရေတာရှည်ကိုပြန်ကြမယ်နော်။အမေတို့ကိုဒီကြောင်းနေပြောမရမယ်။မမမေတော့မသိစေနဲ့။ဟုတ်မမ။ထိုနေ့ညကခင်တွေးတို့ညီမနှစ်ယောက်အိတ်မပြောနိုင်ကြ။ခြေတန်ကညာဘက်အခန်းတောင်ဘက်မှတပြေးပြေးသူတို့အခန်းရှိသို့ရောက်လာခဲ့တယ်။ ူတို့ရဲ့အကန်ဝါး၌မမအီးရက်နေတဲ့အရေးတခုထို့နောက်ခြေတန်ကသူတို့အကန်ထဲဝင်လာကဂရင်ချင်းရင်း၌ရက်သွားတယ်။ခင်တွဲလဲမျက်စိမိထားရမှ မျက်လုံးအားဖွင့်ကြည့်လိုက်ရသူ့ဟာအပေါ်မှမိုးကကုန်းကြည့်နေတဲ့အယိုးပေါ်အရေးတင်ကမျက်တွင်းဟောက်ပန်းနဲ့ခဲဟူဖြစ်သူကိုတက်ဦးအားတွေးလိုက်ရတယ်။သူ့မျက်လုံးဖွင့်ကြည့်တာနဲ့ကိုတက်ဦးကသူ့ဟာအားရပါရရီပြလေတော့တယ်။သူအော်ရန်စူးစမ်းတော်လဲအတန်ကလေချောင်းဝါး၌ဒစ်ဆိုနေတယ်။ သူလဲထိုမျက်နာကြီးဟာစိုက်ကြည့်ကကြောင်နေမိတယ်။ငယ်မငယ်မဘာဖြစ်နေရလဲ။ထိုအခါမှခင်တွေးလဲလှုပ်လို့ရကမယေးဖြူခင်တွေးကြောက်တယ်။ကြောက်စရာကြီးမမရဲ့။အေးမမနဲ့လေးနာနဲ့ပြန်မယ်နော်။ညီမလေးကြောက်ရင်မမဖတ်ထားပေးမယ်။ညီမလေးစိတ်ထဲကနေဖះစာရွတ်နေနော်။ခုမနဲ့၃နာရီထိုးပြီးမနဲ့လေးနာနဲ့မမတို့ရေတာရှည်ကိုပြန်ကြမယ်နော်။အေးဖြူကညီမဖြစ်သူကဖတ်ထားလေတယ်။သူသည်လဲလွန်စွာကြောက်နေတယ်။ သူတရေးနိုးတဲ့အခါဘိုက်ကနာလာကြလက်နေတမီးလေးယူကရေရင်ဘက်သို့ထွက်လာခဲ့တယ်။သူရေရင်ထဲဝင်နေစဉ်ရေရင်ရှိ၌ခောက်တို့ခောက်ပြန်ရှောင်နေတဲ့ခြေတန်အားကြားရတယ်။သူလည်းရေရင်ထဲမှထွက်လာကအနီးဝင်းကျင်အားတမီးနဲ့ထိုးကြည့်ရာသင်္ကုတ်တို့ပေါ်မှာငုတ်တုတ်ထိုင်ကသူ့အားရှိပြနေတဲ့ခဲဟိုဖြစ်သူအားတွေးလိုက်ရတာကြောင့်ဖနှောင်းနဲ့တင်မှတသားနဲ့ကြောက်ပြေးခဲ့ရတယ်။ထိုနေ့မနက်လင်းတဲ့အခါခင်တွေးတို့ညီမနှစ်ယောက်ကရေတာရှည်တို့ပြန်ခဲ့ကြလေတော့တယ်။ ကင်တွေးတို့ညီမအိမ်တို့ပြန်ရောက်လာတဲ့အခါအကြောင်းစုံအားပြောပြကြရာဟဲမိုက်လိုက်တဲ့တဦးမလုတ်ကောင်းတာတွေလုပ်နေတယ်ကြာရင်ဘလောက်ထိအန္တရာယ်ရှိလဲဆိုတာ तू မသိဘူးလားမသိဘူးမဖြစ်ဘူးမဖြစ်ဘူးအဖေတို့လိုက်သွားမှရမယ်ကဲထွေးမုံရေမိမငါတို့တော့ငါတို့တမီးကြီးနောက်လိုက်သွားမှရမယ်မင်းရဲ့သားနှစ်ယောက်ပါခေါ်တမီးနှစ်ယောက်တော့အိမ်မှာနေရကြပါစေဟုတ်ကူမြဖိုးများတို့လေးယောက်လဲတောင်ငူကိုလာခဲ့ကြတယ်တောင်ငူတို့ရောက်တဲ့အခါတက်ဦးမေအကြောင်းစုံစမ်းကြည့်ရအောင် ခင်မိုးဖြစ်သူရဲ့ရက်လက်ဆုံးသွတ်တရားနာပင်မလုပ်ပေးကြောင်းသိရတယ်။အိန်းကြီးအားလည်းအမြဲပင်ပိတ်ထားကြောင်းခွေးမြအားလည်းညာဘက်၌ထိုအိန်းကြီးအကြီးကဥကြကြောင်းညာချိန်၌အိမ်ဝိုင်းထဲ၌ရှောက်သွားနေတဲ့ကိုသက်ဦးကိုတွေ့ရကြောင်းလည်းသိရတယ်။ပိတ်ထားတဲ့အိမ်တကားများအားထုလိုက်တယ်။ဘသူတွေလဲ။အဖေတို့ပါသမီး။ထိုကာမအိမ်တကားကပွင့်သွားတယ်။သမီးဖြစ်သူပုံစံအားကြီးကအတော်စိတ်မကောင်းဖြစ်မိသွားတယ်။ အသားများဖြူခွဲဖြူရောဖြစ်ကားဘူဒီပတ်တီဖြစ်တဲ့တပ်ဦးအကြီးကမိဘများနဲ့မောင်ပြည့်သူများကစိတ်မကောင်းကြ။တမီးဘာလို့ဒီလိုလုပ်ရတာလဲတမီး။ဘာလို့လဲဖေ။တမီးဘာလို့လို့လဲ။ဘာလို့တမီးယောက်ျားရဲ့ရက်လည်းမလုပ်တာလဲ။ထိုအခါတပ်ဦးကခက်ထိတ်ပြုံးက။ "तू ကတမီးနဲ့နေကျင်တာလေဖေ။ကိုတပ်ဦးကတမီးကိုချစ်လို့သူသေးသွားတာတောင်တမီးကိုစောင့်ရှောက်နေသေးတယ်။သူကြောင့်ဘသူမှတမီးကိုမစော်ကားရဲကြဘူး။မလိန်ရဲကြဘူး။" သမီးမှာတွေ့တာဇာဆိုလို့သူတယောက်ပဲရှိတာဘာလို့အမဲသားတွေကြွေးပြီးမွေးထားရတာလဲသမီးသမီးအတွက်အန်ရဲ့အလွန်ကြီးတယ်ဆိုတာမသိဘူးလားသူကြိုက်လို့ပေါ့အဖေရဲ့သူရှာထားတဲ့ငွေနဲ့သူ့ကိုအမဲသားဝယ်ကြွေးတာစမ်းသလားအဖေအော်သမီးရဲ့သူ့ကိုတကယ်ချင်းရင်သူရှာထားတဲ့ငွေနဲ့ရဟန်းတန်ကားတွေကိုလှူပေးရမယ်လေသူခုလိုဘဝနဲ့နေနေရတာသမီးကြောင့်သူကတဖြည်းဖြည်းအသိဉာဏ်ပြောက်လာရင်သာတို့မခေါ်နိုင်တော့ဘူးသမီး တကယ်လို့ဒီအချိန်မှာတမီးသာရုတ်တရက်သေးသွားရင်သူတယောက်တည်းဒီလိုဘဝဆိုရင်းနဲ့ကြံနေခဲ့မယ်သူ့ကိုကျိုးမွေးမဲ့သူမရှိရင်စားရမယ့်တောက်ရမယ့်ဘဝနဲ့အင်မတန်မှသနာစရာကောင်းပါတယ်မောင်တပ်ဦးကစိတ်ရင်းအင်မတန်မှကောင်းရှာတာပါဒီအချိန်သူ့ကိုကုသိုလ်ပြုအမျှဝေပေးရင်သူကောင်းရာဘုံဘဝကိုရောက်နိုင်သေးတယ်တမီးဒါမှတမီးကသူ့အတွက်ဇနီးကောင်းပြီးသားမှာပေါ့အဖေပြောတာနားထောင်ပါတမီးရဲ့ထိုအခါမှတပ်ဦးမေတယောက်ကျူကျူပေါင်းငိုလေတော့တယ် ကနဦး၌ကောင်းမစွာငင်းဆန်ခဲ့သေးတယ်။ဖခင်ဖြစ်သူရဲ့ကြကြက်လက်ကြနားကြမှသာတပြေးပြေးသဘောပေါက်လာခဲ့လေတယ်။ဒါဒါဆိုသမီးဘာလို့ရမလဲဖေ။သူသူ့ကိုရက်လဲဖို့ရက်ကလည်းလွန်သွားခဲ့ပြီ။စိတ်မပူနဲ့သမီးအဖေအကုန်စီစဉ်ပေးမယ်။ကဲသားတို့ကအိမ်ပြင်းမောက်တွေအကုန်ဖွင့်ပြီးနေမအိမ်ကိုတန့်ရှင်းရေလို့။ထွေးမုံမင်းကအပေါ်ရက်ကဖရားကန်းကိုတေချာတန့်ရှင်းရေလို့ပြီးဖရားပန်းလဲ။လာသမီးကအဖေနဲ့ဖုန်းကြီးချောင်းကိုလိုက်ခဲ့။ဟုတ်ဖေ။ ိုးများတို့သားဖကဘုံကြီးကျောင်းသို့ထွက်လာခဲ့တယ်။ထို့နောက်ဆရာတော်အားအကျိုးကျောင်းလျှောက်ထားရာဆရာတော်ကတပ်ဦးမေအားတရားပြဆုံးမလေးတယ်။ကဲဒါဆိုမနေ့ကျောင်းနာကြီးတပည့်တော်ရဲ့အိမ်ကိုကြွပေးဖို့ပြိဖိတ်ပါတယ်ဖေဟာ။음တာဒုတာဒုတာဒု။နောက်ရမနေ့၌တပ်ဦးမေတို့အိမ်၌ဆုံးသွတ်အမြဝေတန်အားကြားလိုက်ကြရတယ်။ထို့စဉ်အိမ်ရှိ၌ရှိတဲ့ခွေးများကဆွဲဆွဲငင်ငင်ဥကြတယ်။မိမကြီးမိမဟင်ရှင်ရှင် ဝေကောင်းစားလာများနဲ့ပြုံးရှင်နေတဲ့ခင်မောဖြစ်သူအားတွေ့လိုက်ရတယ်။မိမငါတော့ရတော့မယ်။ကျေးဇူးပါမိမရ။မင်းတို့ပေးတဲ့ကုသိုလ်တွေကိုငါသာရုခေါ်ခွင့်ရလို့အခုငါဘဝတစ်ကိုသွားရတော့မယ်။မင်းကိုလာနှုတ်ဆက်တာပါ။ယောက်ျားယောက်ျား तू တဖွားဖွားခေါ်ရင်နိုးလာတယ်။သူ့ရဲ့မျက်ဝန်းနဲ့မျက်ရည်များစီးကြနေတယ်။သူ့မျက်ရည်များဝမ်းသာလို့ကြားတဲ့မျက်ရည်ဖြစ်မဲ့သူသာလင်အတိဆုံးဖြစ်မဲ့အဖေအဖေဟေးသမီးဘာဖြစ်လို့လဲ။ ဂရီချီရင်၌လက်အုပ်လေးကြည်ထားတဲ့သမီးဖြစ်သူအားကြီးကဖိုးများတယောက်ကြောင်သွားတယ်။ကျေးဇူးပါဘေး။ကိုတက်ဦးသမီးကိုလာနှုတ်ဆက်သွားတယ်ဘေး။ဟေးဟုတ်လား။ဟုတ်တယ်ဘေး။သမီးဆုံးဖြတ်လိုက်ပါပြီ။သမီးရှိသမျှပေးတဲ့နာကိုပေးပြီးခြံနဲ့အကုန်လုံးကိုဖိုးကြီးเจ้าကိုလှူလိုက်မယ်ဘေး။ပြီးရင်သမီးရာသက်ပံယောဂီဝင်မယ်။သမီးရဲ့နောက်ဆုံးချိန်လေးကိုတရားနဲ့ပဲအေးအေးချမ်းချမ်းဖြတ်သန်းတော့မယ်ဘေး။အကောင်းဆုံးပေါ်သမီးရဲ့တာဒုတာဒုတာဒု။ ဒေါ်တာဦးမေတယောက်သူ့ရဲ့ဘဝနောက်ဆုံးနေဝင်ချိန်အားယောဂီဝေးဖြင့်တရားရင်၌အေးချမ်းစွာဖြတ်သန်းရင်းကွယ်လွန်သွားခဲ့ရှာလေတော့တယ်။ဒေါ်တာဦးမေတယောက်ကောင်းရာသူကတိလားမည်ဟုယုံကြည်ရင်းပြိဿများရှင်ရက်လယ်မလုံသောအတုပါဆိုတဲ့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီရှင်။အစိုးရနားဆင်ပေးခဲ့ကြတဲ့ပြိသက်တဝူးချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ပါတယ်ရှင်။